ြောလို့တော့ယုံကြည်မှယုံမယ်ကိုတွေးမဟုတ်ရင်လူတွေကမျက်စိကမမြင်ရရင်မယုံဘူးလို့ဒီလိုဆုံးလေးရှိကြတယ်။ဘုန်းကြီးတို့ကိုတွေးတစ်ခုပြောပြမယ်ဆိုရင်ဘုန်းကြီးတို့60ခုနှစ်က1992ခုနှစ်ကမလေးရှားနိုင်ငံရောက်သွားတော့ဓမ္မဆာလာလို့ဆိုတဲ့ရက်ွက်အဲ့ဒီဓမ္မဆာလာဆိုတဲ့ရက်ွက်မှာအိမ်နံပါတ်85ညတဲခုဖို့ဆိုပြီးတော့အတိတ်တကာတွေကလိုက်ဖို့ အဲ့ဒီမှာတဲခုတော့အိမ်ကတော့အိမ်ကြီးအိမ်ကောင်းပဲဒါပေမဲ့လူမနေဘူးဘာဝန်းကျင်အိမ်နေရတထေးတွေကြီးပဲအကုန်လုံးအမိတာမနေရလည်းကောင်းတယ်သို့တော့အိမ်ကြီးကြီးလိုက်တဲ့အခါဘယ်သူမှမနေတော့ရောက်သွားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအိမ်ကြီးကြီးပြီးတော့ဒီအိမ်ကြီးကဒီလို၆၆ကက်ကက်ကြီးဖြစ်နေတာဘာဖြစ်လို့ပါလဲတဆေ၆တဲ့ ghost house ကြီးများလားလို့စိတ်ထဲမှာအဲ့လိုဖြစ်တယ်နော် ကိုယ်ဆောင်ကြီးနဲ့တူပါတယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပြီးတော့ပရိတ်တွေပါတယ်ရွတ်အဖို့ရန်နှမနဲ့အဲ့ဒီမှာညအိတ်ဘာဖြစ်တယ်ဆိုတော့ဘာမှတော့မဖြစ်ဘူးအဲ့ဒီညမှာဘာမှမဖြစ်ဘူးတခါမှလည်းမရောက်ဘူးတဲ့နေရာဆိုတော့အဲ့ဒီမှာအိတ်ပြီမနေ့ကျတော့ထူးထူးခြားခြားဘာဖြစ်လဲလို့ဆိုလို့ရှိရင်တွိုင်းလက်ထဲဝင်မျက်နှာပါတက်တက်ပြီးပြန်ထွက်လာတဲ့အခါကျတော့အဲ့တွိုင်းလက်တကားကဘူသီးနဲ့ ပိတ်တဲ့တကားမျိုးအဲ့ဒီတကားကလေးမတိုက်ဖက်နဲ့ကြွီကနဲ့မြည်ပြီးတော့တကားကချောင်းကနဲ့ကြာသွားအထဲထဲကတောခတ်ပြီးသားဖြစ်သွားအဲ့ဒါတော့ထူးထူးဆန်းဆန်းတွေ့ရတယ်တောရှာပြီးတော့ဖွင့်ယူရတယ်ကိုကိုယ်တိုင်လည်းဘူဒီကိုနှိပ်ခဲ့တာမဟုတ်ဘူးပြင်မဲ့ထွက်လိုက်တာထွက်ပြီးကရှိသေးတယ်တကားကတယောက်ယောက်ကဆွဲပိတ်တယ်လို့ပိတ်လိုက်တာပိတ်ပြီးတော့အထဲထဲမှာချက်ကြသွားတယ် အဲ့ဒါနဲ့မသိငါလို့အာယုံဆုံးစားတဲ့အခါအဲ့ဒီအိမ်ကပြင်းတော့အိမ်ကိုသွားတော့အဲ့ဒီဒီအိမ်ကြီးကညာကတဲတဲ့အိမ်ကြီးကခိုးဆောက်ကြီးလားလို့ဆိုဟုတ်တယ်တဲ့အဲ့ချာတော့အင်းရှင်ယောက်ျားဟာအဲ့ဒီမှာတည်ဆုံးသွားရင်ကနေပြီးတော့မိသားစုတွေကမနေရတော့မနေရတာဘာဖြစ်လို့လဲဆိုရင်ညမီးတွေပိတ်ထားရင်သူကမီးဖွင့်တယ် တယ်လီဖုန်းညမြည်ချင်းမြည်တယ်တယ်လီဖုန်းအတန်နေကြားရင်ကြားတယ်တော့ကြမဖွင့်မဲနဲ့တယ်လီဗီရှင်းကြီးကပွင့်ရင်ပွင့်လာတယ်မီးဖွင့်ထားရာနေပိတ်ချင်းပိတ်သွားတယ်အဲ့ဒါလိုလူတယောက်ကလုံနေတယ်လို့ဒီမြင်းနေရတော့အင်ရှင်တွေကမနေရတော့တခြားပြောင်းသွားတယ်တဲ့အာဂနုဘုန်းကြီးတွေလာရင်တော့အဲ့ဒီကိုးဆောင်မှာထားလိုက်တာပဲအဲ့တော့ဘုန်းကြီးတို့တညနေခဲ့ဘူးတဲ့ပေါ့ တော့အဲ့လိုဖြစ်တာเนาะအဲ့တော့နေရဌာနဆိုတာဒီလိုပဲဖြစ်တတ်တယ်အေးဒါကြောင့်မို့နေရဌာနနဲ့ပတ်သက်ပြီးတော့ထူးခြားမှုသူတော်ကောင်းတွေလာပြီဆိုတဲ့အခါမှာစိတ်ချနူးဖွယ်ရာတွေကအလိုလိုဖြစ်လာတတ်တယ်ဟောဘုန်းကြီးတွေလာလို့ရှိရင်တော့အဲ့ဒီအိမ်ကတဆေမချောက်ဘူးတဲ့ကြံတဲ့ပုဂ္ဂိုလ်တွေသွားနေရင်တော့ညာအဲ့လိုမရဘူးလို့ပြောတယ်နောက်တော့ကြားတယ် ယဟန်တန်ဃာတွေသွားတဲရင်တော့သူကယဟန်တန်ဃာတွေတော့ကြီးညိုလေးစားတယ်တဲ့မချောက်လန့်ဘူးတာမန်ဧည့်သည်တယောက်သွားတဲလို့ကတော့ညအဲ့ရမယ်မထင်နဲ့သူကလိရာနဲ့ဒုက္ခရောက်အဲ့လိုအဲ့ဒီလိုဟာကိုကိုရီးကြုံနေဘူးတဲ့ပေါ့နော်